ဗီလာနဲ့ဦးနိုင်အမရီဘာရီဖြစ်နေလေအားလုံးမင်္ဂလာပါ OK ဘက်ကနေကျေးဇူးပါရီဗီလာတို့ဒီဟာဒီအဆမှာချင်းနေတော်တော်လေးကိုပြန်နေပါရီဦးနိုင်အမရီကိုရင်ကလည်းဒါကိုအပြေရှာနေပုံပါပဲလက်ရှိချိန်မှာတော့ဟိုးအောင်ဆုံနာကက်နေရကနေဖူအန်ကိုအင်ငွေအနိုင်ရလိုက်လို့ပြန်တော့တက်လာပါရီဒါပေမဲ့အရင်ကအရန်ကိုကျမ်းပြခဲ့တဲ့ဗီလာမဟုတ်တော့တာတော့မှန်ပါပဲ မနေ့ကရာဒီဝါလောက်မှာတော်တော်လေးလာပြီးတော့လှုပ်ပြပြီးသွားတယ် rush ဖို့မရှိတော့တာအကြောင်းလေးပါမှာပေါ့ဗီလာတို့ဟာဒီနေ့မှာသူတို့အတင်းကနေ Jago Ranci လို့ဘ ਹੁ ခံစင်မှုမျိုး Liana Dandonga လို့ကွင်းလင်မျိုးနဲ့ Alex Morino လို့နောက်ခံလူမျိုးကိုဆုံရှုံထားပါရီအငါးအနေပြန်သွားပြီး rush လို့လေပါတာပေါ့အဲ့ဒီတော့သူတို့ Liverpool ဟာ Harvey Elliot နဲ့ Man United က Jadon Sancho တို့ကိုအငါးအနေပြန်ခေါ်လိုက်တယ်လို့ Firmino က Ramolo တိုက်စစ်မှု Cassian Barca ဆိုပြီး Turkey ကလည်းကယာစင်အော့ချန်ဆိုတဲ့ဘ ਹੁ ခံစင်မှု Brekka ကိုတော့မာကိုဘီဇော ပြင်းဒီကလန်စနီကတိုက်စစ်မှုအီဗန်ကက်ဆန်အသင်းလက်မှတ်ဖြစ်နေတဲ့ United နောက်ခံလူအောင်ပီတာလင်ဒီလွန်နဲ့စကော့တလန်ကလဲအဘာရင်းကကွင်းလေတိုက်စစ်မှုဖလက်ချာဘွိုင်းကိုပြန်ပြီးတော့ခေါ်ယူထားခဲ့ပါရီဟာဗီအဲလီယောကတော့မစိုးရိမ်ခေါ်မှုမျိုးဖြစ်ပေမဲ့အငားသက်သက်ပါပြီလက်ရှိချိန်ထိကတော့သူ့ရဲ့ဝင်ရိုးတွေဖြစ်တဲ့ဝက်ကင်းမော်ဂန်ရောဂျာမက်ကင်းမန်နိုနဲ့သူဆက်သွားနေတာပါနောက်ဆုံးပွဲဒီမှာဘိုလုံးညာကိုနိုင်နေပွဲဖူအန်ကိုနိုင်နေပွဲဒီမှာလေမက်ကင်းနဲ့ဝက်ကင်းတို့ကပဲသူတို့ကိုအသွင်းကိုရီနဲ့အချိုးပြူနေပြန်ပါရီ ဒါပေမဲ့ဗီလာရဲ့လူရင်းအားဖြစ်ခြင်းမှာလုံတော့မလုံတော့သေးပါဘူး။အတင်းကပြည်လေခေါ်ယူထားရင်းနေထားရီကလည်းရန်အားကောင်းတဲ့နေထားတော့မဟုတ်တာသိကြပါရင်။သို့တော့တင်းရဲ့လက်ရှိဗန္ဒာကြီးစီးမင်းနေနဲ့ခလုတ်တိုက်တိုက်နေတဲ့နေထားကြောင့်ဒီလောက်ကပဲသူတို့အတွက်အကောင်းဆုံးပြင်ဆင်မှုဖြစ်မှာပါ။အမာဒူအွန်နာနာကလည်းဂျန်ယာရီနဲ့လုံပန်းနေရပြီးတော့အေဗာနန်တို့ကချီမြူမပြနိုင်ပါဘူး။အခုလေတန်ရာကြောင့်နိုင်ငံတကာပွဲရီအပီတီနားရနိုင်ပါရင်ဆိုတော့ညီပြဖြစ်တဲ့ဥတိုင်းအမေရိကလည်းရှီယဲလူတွေနေပဲရအောင်ရုန်းကန်နေရတဲ့ပုံမှာဆိုတော့လက်ရှိရလဒ်တွေကအရန်တော့အန်ဝန်တင်နေစရာမရှိပါဘူး အပြင် EVN ကတဖြည်းဖြည်းခက်ခဲလာတာကြောင့်လင်းတေချာမပြင်းစင်ထားနိုင်တဲ့တင်းတွေဒီလိုပဲရုန်းကန်ကြရမှာပါလက်ရှိချိန်တွေကတော့ပြန်ပြီးတော့ယုံထွက်လာနိုင်မှုတဲ့ဖူဝန်နဲ့ပွဲရရလက်ကတော့ U9MRI အားတက်စရာဖြစ်သွားစီမှာပါယာဒီစောပိုင်းကမကြခင်မှာအုံဆုံးတော့မှာဖြစ်ပြီးတော့ယာဒီဖွင့်ကိုအားကုန်ထုတ်ယုံပြခဲ့တဲ့တင်းတွေကလည်းမကြခင်ချိန်မှန်ပြန်ပြီးတော့ပေါ်လာတော့မှာဖြစ်ပါတယ်ယာဒီလေစောပိုင်းဟာချိန်မှန်ရှိတဲ့တင်းတွေညမှန်ပြန်ရောက်အောင်လာနိုင်ကြတော့မယ့်ကာလဖြစ်လို့ဗီလာတော့အဲ့ဒီချိန်မှာပြန်လာနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရပါမယ်ဟာဗီအလီယောမော်ဂန်ရော်ဂျာ ရမနိုစီကလန်နော်ရီဖန်နီမှုတွေရလာမယ်ဆိုရင်တော့ဝက်ကင်းကစိတ်ချရတိုက်စစ်မှုမျိုးပါပဲ။ဝက်ကင်းနဲ့ကုသမားမာတီနက်တို့ထွက်မသွားတာကိုအမ်ရီဂျီဇူးတင်ရမယ်ချင်ပါရီ။သူတို့သာထွက်သွားခင်တီထက်ပူတော့ယုံကန်သွားနိုင်ပါရီ။ဆန်ချိုကတော့ဘီလာမာလေးဘာယုံမမပေါက်နေသေးပဲနဲ့ဘာမောက်ကိုလုံးမပြနိုင်သေးသလိုပွဲကစားဝင်လည်းမမြင်ရမှရှိပါဘူး။ရမနိုကမှကြော်ပြီးတော့နေရာမရရင်တော့ဆန်ချိုနေနဲ့ကိုယ်နေထားကို ပြန်ပြီးတော့သဘောပေါက်တော့မှဖြစ်ပါရီ။နီဗျာအမ်ရီနေနဲ့ရေးဖို့မလို့တော့ဆန်ချိုခေါ်လိုက်ရပြီမြင်။ တကယ်တမ်းသိတဲ့သဘောကျတဲ့ပုံမရပါဘူး။လာမယ့်ဆောင်းလောင်းမှာတော့ဗီလာတို့လူစင်းနေနေဖြည့်ချင်းမှုလိုအပ်လာပါလိမ့်မယ်။